င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ငလင်တန်အတွက်ပြည်ပအကူကြီးစစ်ကောင်းဆောင်ဖိတ်ခေါ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်တန်ကြောင့်ထိခိုက်ပျက်စီးမှုတွေအတွက်ပြည်ပအကူကြီးများပေးနိုင်ဖို့လမ်းဖွင့်ပေးထားပြီးမြည်တီနိုင်ငံမြည်တီအဖွဲ့အစည်းမစိုးလာရောက်ကူညီပေးကြဖို့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမြောင်းလိုင်းကမနေ့ကညပိုင်းစစ်ကောင်းစီမီဒီယာမှာတစင်ပြောပါရယ်။မနေ့ကနေ့လယ်ကလှုပ်ခတ်သွားတဲ့ငလင်တန်ကြောင့်မန္တလေးမြို့စကိုင်းမြို့နယ်နေပြည်တော်တို့များထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးအဆိုပါနေရာတွေပါဝင်ငလင်တန်တဲ့ ရာတွေကိုအရေးပေါ်အခြေအနေတင်ညာထားကအကူအညီကယ်ဆယ်ရေးများတက်နိုင်သမျှဆောင်ရွက်နေတယ်လို့၎င်းကဆိုပါတယ်။ဒါပေမဲ့ငလင်တန်တဲ့နေရာတွေမှာအကူအညီကယ်ဆယ်ရေးလုပ်ငန်းများကိုကျင်းပစွာလှုပ်ဆောင်ဖို့လိုအပ်နေတာကြောင့်အကူအညီများတောင်းခံရခြင်းဖြစ်ကြောင်းနဲ့လက်ရှိမှာအာဆီယံလူသားချင်းစာနာမှုအကူအညီပင်းရေးစင်တာနဲ့အိန္ဒိယနိုင်ငံတို့မှမနက်ဖြန်ကစပြီးအကူအညီကယ်ဆယ်ရေးပစ္စည်းများပေးဖို့ကမ်းလှမ်းထားပြီးဖြစ်ကြောင်းသိရပါတယ်။ စကားဆောင်ကငလင်ကြောင်းထိကိုက်စင်ရင်များကြေညာခဲ့ရမှာထိကိုက်မှုအများဆုံးမန္တလေးမြို့မှာစင်ရင်အောင်မပါဘဲတီဆုံစင်းနေမှာနေပြည်တော်66ဦးစကားမျိုး78ဦးကြောက်စဲ30စုစုပေါင်း144ဦးဒဏ်ရာရစင်ရင်ဖြစ်နေပြည်တော်432ဦးစကားမျိုး300နဲ့ကြောက်စဲမျိုးစစ်စစ်ဆဲဖြစ်ပြီးစုစုပေါင်း932ဦးရှိကြောင်းနဲ့ထပ်တိုးစင်းများရှိနိုင်ကြောင်းပြောသွားပါရယ်ဆက်လက်ပြီးမန္တလေးကိုဗဟုပြုတဲ့ငလင်ကြောင်းလက်တလို့တီဆုံသူ144ဦးရှိပြီးဒဏ်ရာရရှိသူ932ဦးရှိရလို့မင်းအွန်လိုင်းထွက်ပြောပြီးတီ ဆုံးထိခိုက်မှုများတိုးနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးကိုဗဟိုပြုတဲ့ငလင်ကြောင့်လက်တလောတိဆုံးသူ144ဦးရှိပြီးတရားရရှိသူ932ဦးရှိရလို့မင်းအောင်လိုင်းကစစ်တပ်ပိုင်းရုံမြင့်တန်းကြားလိုင်းမှတဆင်မင်းကညပိုင်းမှထွက်ပြောသွားတယ်။မင်းကနေ့လယ်12:50မိနစ်ချိန်လောက်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်ကောင်စီနယ်မြေမှာလက်တလောတိဆုံးသူ66ဦးစကိုင်းမှာ16ဦးနဲ့ကြောက်စင်မှာ30တရားရရှိသူတွေအနေနဲ့နေပြည်တော်မှာ432ဦးစကိုင်းမှာ300နဲ့ကြောက်စင်မှာစစ်စစ်ဆဲစုစုပေါင်း930ဦးရှိကြောင်း ေဆုံးထိခိုက်ဒဏ်ရာရသူတွေဆက်လက်တိုးလာမှာဖြစ်ကြောင်းမင်းအောင်လိုင်ကဆိုပါတယ်။ ဆက်လက်ပြီးမန္တလေးစကိုင်းဘက်မှညအချိန်တိနောက်ဆက်တွဲငလင်းများဇက်တိုင်လှုပ်ခတ်နေစဉ်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးနဲ့စကိုင်းဘက်တို့မှာအင်အားခွနှစ်တသမာခွနှစ်ပြင်းထန်တဲ့ငလင်းကြီးမနေ့ကမလ28ရက်နေ့လယ်12:52မိနစ်အချိန်မှာလှုပ်ခတ်ခဲ့ပြီးရဲ့နောက်မနေ့ကညအချိန်တိငလင်းငယ်များဇက်တိုင်လှုပ်ခတ်နေစဉ်ဖြစ်ကြောင်းအဆိုပါဒေသတွေမှာပြည်သူတွေကပြောပါရယ်။စကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာမှာမလ28ရက်နေ့နေ့လယ်12:50မိနစ်50ဝန်းကျင်အင်အား9.3ပမာဏရှိအလွန်အပြင်းနဲ့ငလင်းလှုပ်ခတ်ပြီး12မိ မိနစ်ခန့်အကြာမှာသကိုင်းမြို့တောင်ဘက်ပိုင်း16ကီလိုမီတာခန့်အကွာကိုဗဟိုပြုပြီးအင်အား6.4နဲ့ငလင်နောက်တစ်စိမ်ထပ်မံလှုပ်ခတ်သွားခဲ့ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG ကထုတ်ပြန်ထားပါတယ်။မန္တလေးမြို့မှာနေ့လယ်ပိုင်းငလင်ကြီးလှုပ်ခတ်ပြီးရနောက်မနေ့ကညအချိန်ထိနောက်ဆက်တွဲငလင်ငယ်10ချိန်ထပ်မံလှုပ်ခတ်နေစေဖြစ်ကြောင်းမန္တလေးဒေသခံတအုပ်ကဆိုပါတယ်။ဒါကြောင့်ပြည်သူများမှာနေထိုင်ရနေရရဲ့ဘီကင်းလုံကြုံကြံ့ခိုင်ကိုစိုးရိမ်နေကြလို့အနီးနားလမ်းမတွေပေါ်မှာနေထိုင်နေကြရတယ်လို့ဆိုပါတယ်။ကြောက်စင်မြို့တွင်မှာနေ့လယ်ပိုင်း ငလင်ကြီးလှုပ်ခတ်ပြီးရဲ့နောက်ပိုင်းမှာနောက်ဆက်တွဲငလင်ငယ်6ချိန်တက်မင်းလှုပ်ခတ်ခဲ့ကြောင်းကြောက်ဆက်ဒေသခံတအုပ်ကပြောပါရင်လက်ရှိမှာငလင်ထံကိုပြင်းထန်စွာခန့်စားခဲ့ရတဲ့မန္တလေးကြောက်ဆက်သခိုင်းအောင်ပန်းနေပြည်တော်တို့မှာကုညီကေစိန်လုပ်ငန်းများကိုလှုပ်ဆောင်နေစေဖြစ်ပြီးပြိုကျတဲ့အဆောက်အအုံများမှာပိတ်မိနေသူတွေရှိနေစေဖြစ်ကြောင်းမြေပြင်မှာရရှိတဲ့သတင်းတွေရသိရပါရတယ်။ အင်အားပြင်းကလင်ကြီးကြောင့်စကိုင်းမန္တလေးနေပြီးတော့တောင်ကြီးဘကူရုမှာတည်ဆုံမှုတွေနဲ့ထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးအလွန်အပြင်းနဲ့ငလင်ရဲနောက်ဆက်တွဲငလင်ငယ်များလှုပ်ခတ်နိုင်တဲ့အတွက်ရိုင်းနဲ့သွားတဲ့အဆောင်များအထက်မြင့်များမှာဆက်မနေကြဘူးငလင်ကြောင့်စေတာတမန်များအကွဲမှုရှိမရှိစစ်ဆေးပြီးလူအရင်ကြိုတင်ရွှေ့ပြောင်းကြဖို့နဲ့တချို့ဒေသတွေမှာငလင်ကြောင့်တဲရီပြောခြင်းများဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုနေထိုင်ကြဖို့ NUG ကထုတ်ပြန်သတိပေးထားပါတယ် ပြင်းထန်တဲ့ငလင်ဘေးတန်ရဲ့နောက်ဆက်တွဲဖြစ်မျိုးပြမှာမိမိအန္တရာယ်ကိုတိထားမှာဖြစ်ပြီးရေကနာကြီးဆိုရင်လည်းပြိုပြက်ပြီးရေကြီးနိုင်တဲ့အတွက်ငလင်နောက်ဆက်တွဲပြီးအန္တရာယ်များမှာလွတ်ကင်းနိုင်ဖို့ဘေးကင်းစိတ်ချတဲ့နေရာတွေမှာပြောင်းရွှေ့နေထိုင်ကြဖို့ပညာရှင်တွေကတတိပီပြောကြားထားပါတယ်။ငလင်လုတ်ပြီးချိန်မှာမိမိနေထိုင်ရာနေရာမှာလျှက်စင်မိကြိုးများရေပိုက်များလောင်စာစီတူလောင်ကန်တွေကိုစစ်ဆေးရမှာဖြစ်ပြီးပျက်စီးမှုရှိပါကဖြတ်တောက်ခြင်းပိတ်ထားခြင်းများကိုလည်းလုံဆောင်ရမှာဖြစ်ပါတယ်။ဒါအပြင်ပေါက်ပြင်းကလျှက်စင်စီနေတဲ့ဝါယာကြိုးတွေကိုလည်းတတိထားမှာဖြစ်ပြီး ီပင်လယ်နီကိုတွားရောက်ခြင်းမပြုကြဘို့ငလင်ပညာရှင်တွေကတတိပေးထားပါတယ်ဆလတ်ပြီးပျော်ပွဲမျိုးမှာငလင်တန်ကြောင့်အဆောင်များပြားပြိုကျပြင်ဆင်ခဲ့ပြီးထိခိုက်ဒေဆုံးမှုများကလက်ရှိအချိန်ထိလူနာများပို့ဆောင်နေရဆဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းပျော်ပွဲမျိုးမှာငလင်တန်ကြောင့်အဆောင်များပြားပြိုကျပြင်ဆင်ခဲ့ပြီးထိခိုက်ဒေဆုံးမှုတွေရှိပြီးလက်ရှိအချိန်ထိလူနာများပို့ဆောင်နေရဆဲဖြစ်ကြောင်းကေဆိုင်ရေလှုပ်ဆောင်နေသူတွေနဲ့ဒေသခံပြည်သူတွေကပြောပါရတယ် မလ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ပျော်ပွဲမျိုးပေါ်ရှိအစအုပ်များပြားပြိုကျပျက်စီးခဲ့ပြီးထိခိုက်ဒေဆုံးသူတွေလည်းများပြားကြောင်းသိရပါရယ်လက်ရှိညပိုင်းအချိန်ထိအစအုပ်တွေနဲ့ပျက်စီးတွေကြားမှာပိတ်မိနေသူတွေကိုကယ်ထုတ်နေရပြီးထိခိုက်ရရှိသူတွေကိုစိမ့်ယုံသူပို့ဆောင်နေရဆဲဖြစ်ကြောင်းသိရပါရယ်ဒီကနေ့အချိန်ထိကျွန်တော်တို့လူနာတွေစတိုက်ပို့နေရဆဲပါလို့ကယ်ဆယ်ရေးလုံဆောင်နေသူတောက်ကပြောပါရယ် ဆလဘီမန္တလေးတတဦးလေးစိတ်နဲ့နေပြော်လေးစိတ်အတွင်ပိုင်းနဲ့လင်းရင်ပြေးလမ်းများပျက်စီးသွားတဲ့အတွက်ရန်ကန်တပ်မရှိယာယီပိတ်ခါမန္တလေးလေးစိတ်မှာပိုးအင်းလင်းရင်တစည်းနဲ့ဇက်လင်းရင်တစည်းတောင်းတင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတတဦးလေးစိတ်နဲ့နေပြော်လေးစိတ်အတွင်ပိုင်းနဲ့လင်းရင်ပြေးလမ်းများပျက်စီးသွားတဲ့အတွက်ရန်အကန်တပ်မရှိယာယီပိတ်သိမ်းလိုက်ပြီးမန္တလေးလေးစိတ်မှာပိုးအင်းလင်းရင်တစည်းနဲ့ဇက်လင်းရင်တစည်းတောင်းတင်နေကြောင်းနေပြော်စစ်ဘက်တရင်အရင်မြင့်တွေကပြောပါရယ်။မင်းကနေ့လေပိုင်းလှုပ်ခတ်တဲ့ငလင်ကြောင်းနေပြော်လေးစိတ်ပြေးလမ်းပြတ်တောက်ခြင်း၊ကွဲအပ်ခြင်းများဖြစ်ပေါ်က လေကြောင်းထိမ့်သိမ့်ရင်မျောစင်ကြိုးကြခဲ့ကြောင်းလေကြောင်းထိမ့်သိမ့်ရင်တာဝါရင်ကြိုးကြမှုကြောင်းလူငါးဦးတင်ဆောင်ခဲ့ကြောင်းအဲ့ဒီချင်းနေလေကြောင်းနေပြီးတော့လေစိတ်ကိုရှာကန်တမ်းမရှိပိတ်သိမ်းလိုက်ကြောင်းသိရပါတယ် အလာတူမန္တလေးတံတုံးလေးစိန်မာလင်းလေးစိန်အတွင်ပိုင်းပြည့်စည်သွားခြင်းလီရင်ပြည်လန်းပြည့်စည်သွားခြင်းတို့ကြောင့်ပိတ်သိမ်းထားပြီးပိုရင်လီရင်တစီနဲ့ကြက်လီရင်တစီတောင်းတင်သွားကြောင်းသိရပါတယ်။ယာယီပိတ်တယ်ဆိုတော့၃လလို့မှန်းပါတယ်။ပြင်ဆင်မှုတွေမပြီးရင်တော့ဒီထက်ကြာနိုင်ပါတယ်။ရန်ကုန်ဘက်ကတော့ဘာမှမကြားရဘူးလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။